အဲ့လိုတော့ရှိပါတယ်ကြောက်တော့အခုဒီမှာလက်ရှိတောင်ဝက်လာတို့ခံရမှာဆိုလို့စီးမစွမ်းလဲစွမ်းညောင်ဆောင်ပြီးလိုက်ရောဟုတ်တယ်ဟိုက sacred shot တော့ကျွန်တော်တင်ထားတယ်တကယ်လိုက်ရှာပြီးတော့တကယ်အပြင်မှာရှိရဟာတွေမှာတပုံတွေမှာတင်ထားရဆိုတာလေဟုတ်ဒီဟာတကယ်တော့အမှန်တကယ်တော့ဒီ post ကို share တဲ့လူတွေ main ကလေးတွေကဟာတာအနေနဲ့ပဲ share ကြတာပါတကယ်လက်တွေ့ဘဝမှာတကယ်အတီဆိုရင်တော့ဒါကြီးကမလုံတဲ့အရာပါ အဲ့တော့တူသေးရပါမှာရှိတယ်လို့ဟိုကျော်ကျော်ကျော်ကိုတိုင်းတော့ဖော်ပြီးတော့ရောင်းနေပြီဆိုပြီးတော့တင်သားသေးတယ်အဲဟိုမနေ့ကသက်ကြီးပူဇော်ပွဲမှာတကယ်တော့ဒန်ဂျီလိမ့်စေးဘူးတွေအဲ့ဒါဆိုပြီးတော့တူသေးရနေပြီဆိုပြီးတော့တင်သားနောက်ပြီးတော့မယူစီကသွားတောင်းပြီးတော့ကျွန်တော်စီကိုလာတုတ်ပြီးခေါ်သွားမယ်အဲ့လိုပြောရဲ ဘိုးကရွေးရှင်ထုတ်လို့ရေရောပါဝင်ကြတဲ့တငယ်ချင်းတွေအားလုံး congratulations ပါလို့လာရောက်အားပေးတာပါဖန်တယောက်ပါဟုတ်ကဲ့ခဏခဏတွေးတဲ့လူတိုင်းမေးခင်ရပါတယ်အခုလိုမျိုးပဲအပြင်မှာလည်းမေးခင်အတူသေးပုံမှာရအောင်လဲပုံမှာရှိလဲဩအဲမယူကပို့ပြီးတော့မေးခင်ရပါတယ်သူကိုယ်တိုင်တို့တာဆိုတော့လေသူစီမှာရှိတယ်တကယ်တော့မဒရိုက်တာမေမေမုံနဲ့ဟွာမယူတနာတိုင်းစီမှာရှိပါတယ်လို့သူတို့စီမှာရှိသူတို့ဖော်ထားတဲ့စီမှာ အဲ့လိုတော့မလို့ကျင်ပါဘူးမတို့လေလိုက်ပါရဲကျွန်တော်ကအဲတကယ်တော့ဟိုချစ်ချင်းမြတ်တာမှာလှန်စားခြင်းနေအဲဒီလိုအဲနေကြဟိုဒီလိုနေကြတဲ့အရာတွေလှန်စားခြင်းနေဟိုမယူသားတာတွေပါလာခဲ့ရင်ဒီနောက်ဆက်တွဲပြဿနာတွေမှာနောက်ဆက်တွဲအရာတွေမှာမကောင်းတဲ့အရာတွေဖြစ်မဲ့အဲအစောရာတွေကိုပြကြင်တာပါအဓိကကတော့ အဲ့လိုတော့ရှိပါလေကြောက်တော့အခုဒီမှာလက်ရှိတောင်ဝက်လာအတိုးခံရမှာဆိုတော့လေစီးမစွမ်းလဲစွမ်းညောင်ဆောင်ပြီးလိုက်ရောဟုတ်တယ်ဟိုဟာစကရင်ရှော့တော့ကျွန်တော်တင်ထားတယ်တကယ်လိုက်ရှာပြီးတော့တကယ်အပြင်မှာရှိရတဲ့ဟာတွေပါတပ်ပုံတွေပါတင်ထားရဆိုတာလေဟုတ်ဒီကတကယ်တော့အမှန်တကယ်တော့ ဒီ post ကို share တဲ့လူတွေ main ကလေးတွေကဟာတာအနေနဲ့ပဲ share ကြတာပါတကယ်လက်တွေ့ဘဝမှာတကယ်အတီဆိုရင်တော့ဒါကြီးကမလုံတဲ့နဲ့အရာပါကျွန်တော်တို့ဒီဇလန်တွေတွေမှာလည်းမလုံတဲ့နဲ့အရာမကောင်းတဲ့အရာလှည့်စားခြင်းတွေနှိမ့်ချခြင်းတွေပါလာခဲ့ရင်ပဲအရာမှချက်ချင်းမြတ်တာမှမဟုတ်ပဲအရာမှမကောင်းဘူးဆိုတာတွေပဲပြကြနေတာပါအဲ့တော့ချစ်ရှုတဲ့ပရိသတ်တွေအနေနဲ့လည်းအတူယူမမားဖို့တိုက်တွန်းပါတယ်ဟုတ်ကဲ့အတူယူမားသွားခဲ့ရင်ကျွန်တော်တို့ယောက်ျားလေးတွေဘဝမလုံခြုံတော့ပါဘူးဒီမှာမမား ဟုတ်တယ်မမကတနာပေါ်ကောင်းတယ်ပြီးပြီးတော့ဒါပေမဲ့မမကျွန်တော်အခုပြန်ပြန်ကြည့်တဲ့အချိန်မှာကိုယ့်ကိုယ်ကိုတော့ကိုယ့်ကိုယ်တနာတယ်မမကသိရတာနဲ့သူကမကယ်တင်ပဲနဲ့ကျွန်တော်တမခင်မင်းလက်နဲ့အခုဆိုရင်ယူတော့မယ်လေအဲကြောင့်ဒီနေ့တော့တင်တာလေးတွေဟိုမနေ့ကတက်ကြီးပူဇော်ပွဲမှာတွေ့တဲ့ပုံလေးကိုလေဟုတ်ဟိုဘယ်လိုပြောမလဲဇာနီကဟိုပုံမှန်ကာရိုက်တာတော့မဟုတ်ဘူးသူ့မှာအချစ်ရှိတယ်ချစ်ရှိပေမဲ့အဲ့လိုလှည့်စားခြင်းတွေအေး အဲ့လိုအကွက်ချစီစဉ်မှုတွေပါသွားတဲ့အချိန်မှာသူကဘာမှန်းမသိလိုက်ပဲနဲ့အဲပြန်သိလိုက်တဲ့အချိန်မှာမိမလည်းရနေပြီပြန်ပြီးတော့ရုံထွက်လို့မရတော့ဘူးအဲကိုယ့်ရဲ့ယူပြီးသားမိမကလည်းခလေးတယောက်ရှိနေပြီဆိုတော့ယောက်ျားယောက်ျားကောင်းတယောက်ရဲ့စိတ်ထဲနဲ့ဒီဒီသမီးလေးအတွက်ပဲကောင်းအောင်နေနေတယ်ဒါပေမဲ့ချစ်တာကတော့မမကြီးကိုချစ်တယ်အဲ့လိုအဲ့လိုအဲ့လိုမျိုးလေးတွေပေါ့နောက်ပိုင်းမှာအဲသူ့ရဲ့နာကြီးမှုတွေသူ့ရဲ့အညိုးတေးတွေ အဲဒီမယုံကြည်တော့တာတွေလောဘကြီးလာတာတွေညမက်ကြီးလာတာတွေပေါ့နောက်ဆုံးကရုပ်ရှင်အဲဒီဇလန်တွဲနာမည်အရညမက်ဆိုတဲ့အတိုင်းပဲအဲမကောင်းတဲ့ညမက်တွေတောက်လောင်ရဲဘယ်လိုမျိုးလောင်အများကြီးကြာမလဲဆိုတော့အဓိကပြထားတာပါဟုတ်ဟုတ်တယ်ဟုတ်တယ်အဓိကအမိုက်နဲ့တွေ့တဲ့အချိန်မှာလောကအင်နိုဆန့်အဲမမောက်ပဲချက်တဲ့လူငယ်တယောက်လိုပဲကိုယ့်ထက် အသက်ကြီးတယ်မမတယောက်ကိုချစ်တဲ့အချိန်မှာခလေးလိုလဲချွဲရင်လဲချွဲတယ်စိတ်ကောက်ရင်လဲကောက်တယ်ဆိုတော့လေကျွန်တော်အတွက်ကအဲဒီ character ဟိုနည်းနည်းပို့ပြီးတော့ခက်ခဲတယ်နှစ်ခုပြောင်းသွားတာဟိုအဲ့အချိန်မှာဟိုငယ်ဘွားနဲ့တူအောင်အဲ့တုန်းကလဲ weight တွေတော်တော်ချရတယ်ဟို weight တိတိလေးဖြစ်အောင်လောက်ရတယ်ပြီးတော့ကြီးတဲ့အချိန်ညမှဟိုခလေးတွေပါရခလေးဖေးဖြစ်သွားတဲ့အချိန်ညမှပုံစံနောက်တစ်မျိုးပေါ့နော်အဲ့တော့ production မိုင်းကိုလည်းတကယ်ကျေးဇူးတင်ပါတယ်သူတို့ရဲ့အချိန်ကွာခြားမှုလေးတွေကျွန်တော်ကိုပေးတယ် အဲကျွန်တော်တို့ပထမအခုအခုဇာနီရဲ့လောင်းဝဆေးမိတဲ့အချိန်ရိုက်ထားတဲ့အချိန်နဲ့နောက်ပိုင်းကလေးဖေဖြစ်သွားတဲ့အချိန်နဲ့အချိန်ကနည်းနည်းလေးကွာဟားချက်ရှိတော့ကျွန်တော်တို့ပြင်ဆင်စရာအများကြီးရအဲ့အတွက်အဲအောင်သီရီပရိုဒက်ရှင်နဲ့မဟာပရိုဒက်ရှင်ကိုကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ဟုတ်တယ်အဲ့အဲ့ဟာကိုချက်ချင်းဝုံနိုင်မှာကျွန်တော်ကလေးလာလိုက်ရလေးလာလိုက်ရတာဆိုတော့ ကိုကိုရိုင်းလည်းစေးမမိဘူးပြီးတော့စေးအပြင်အောက်လန်းနေပါရည်လည်းပါတယ်အောက်လန်းနဲ့လှုပ်ခဏရဲ့လူတယောက်ရဲ့ character ကဘယ်လိုမျိုးလဲဆိုတာကျွန်တော်တကယ်မသိဘူးမသိတော့ကျွန်တော်အဲ့ဒါကို like မေးရတယ်စုံစမ်းရတယ်လေ့လာရတယ်ဆိုတော့အဲကျွန်တော်ဖန်တီးထားတဲ့အတိုင်းပဲလူကလုံးဝဂျုံပြီးတော့ဒါမှမဟုတ်မျက်လုံးတွေမှာလည်းအယောင်မရှိဘူးလူတစ်ကိုယ်လုံးကိုကြီးလိုက်မရှိဘဲနဲ့မေးမိန်နေတာအဲ့လိုစပိန်နေရာလဲစုပ်ဘွားဖြစ်နေတယ်အဲအဲ့လိုအဲ့လိုသူ့ပုံစံကိုကြည့်ရင်စိတ်နဲ့လူနဲ့ကိုမကပ်ဘဲနဲ့ ဟိုကွာဟိုစနိုးပြောသလိုမျိုးပဲဒီလူကြီးကိုကြည့်ရတာခံစားချက်မကောင်းဘူးဆိုအဲမှုံမှုံစနိုးဆိုတာငယ်မာလေးမေဂရစ် तू ကဟိုတယောက်ကိုပြောတဲ့အချိန်မှာအဒီကိုဒီဘဲကိုကြည့်ရတဲ့ပုံစံကတမျိုးပဲတဲ့ဟိုခံစားချက်တိတ်မကောင်းပါညာဆိုပြီးတော့ပြောတယ်အဲ့လိုခံစားချက်မကောင်းတဲ့လူဖြစ်အောင်ကျွန်တော်ကျွန်တော်ပုံစံကိုကျွန်တော်နေနေရတာပေါ့နော်အဲ့လိုကျုပ်ဖြစ်သွားအောင်လဲလောက်ရပြီးတော့မေကပ်တွေပါတယ်လဲအဲ့လိုမျိုးတော်တော်ကိုခက်ခက်ကြဲကြဲစီစဉ်လိုက်ရပါတယ်ဒါပေမဲ့ တခါမှမလုပ်ဘူးတဲ့ character တခါမှလူတွေမမြင်ဘူးတဲ့ပုံစံမျိုးတော့ထွက်သွားတယ်အဲ့ဒီအတွက် result အခုနောက်ဆုံးထွက်လာတဲ့အချိန်မှာကိုယ့်ကိုပြန်ကြည့်ပြီးတော့အရန်အားရပါတယ်ဒီဆင်းလေးဟုတ်ခုနပြောသလိုမျိုးပဲအယောင်ဆင်းမရှိဘူးမိမိန်နေတယ်အဲ့လိုမင်္ဂလာမရှိတဲ့ပုံစံမျိုးအဲ့လိုမျက်လုံးကစအယောင်အဲ့လိုဘလောက်ပဲဟိုအေးမွားတဲ့ရုပ်ကွာတယ်မလားအဲ့လိုပုံစံမျိုးပေါ့အဲ့ဟုတ်ယုံနေမယုံဘူးဆိုတာတက်ဒါတွေနဲ့နှိမ့်ကြတဲ့အရာတွေပါဩ ်ယုံမယုံလို့လည်းမရအောင်ဒီကိစ္စတွေကကိုယ်မနာလိုတာတို့အဲချစ်မှာမဟုတ်ဘူးမကောင်းတာမျိုးဖြစ်စေခြင်းလဲဒါမျိုးတွေကလုံးလို့ရတယ်လွန်နှိမ့်ကြတဲ့အရာတွေကအဲရှိနေတာဆိုတော့လေအားလုံးကို view the site တည်းထားဖို့အယူမလွဲဖို့မမားဖို့ပြောချင်ပါရှိတယ်ရှိတယ်ခုနပြောသလိုမျိုးပဲအဲ့လိုအဲ့တော့တူသေးရပါမှာရှိတယ်ဟိုကျော်ကျော်ကိုယ်တိုင်တော့ပေါ်ပြီးတော့ရောင်းနေပြီဆိုပြီးတော့တင်သားသေးတယ်အဲဟို မနေ့ကတက်ကြီးပူဇော်ပွဲမှာတကယ်တော့ဒန်ဂျီလိမ့်စေးဘူးတွေအဲ့ဒါဆိုတော့တိုသေးရနေပြီဆိုပြီးတော့တင်တာနောက်ပြီးတော့อืมဟုတ်တယ်အဲ့လိုလည်းပြောကြတယ်တိုအဲမယူစီကတော့တောင်းပြီးတော့ကျွန်တော်စီကိုလာတုတ်ပြီးခေါ်သွားမယ်အဲ့လိုပြောရဲဟုတ်ကဲ့ PD ကတော့ခုနပြောသလိုပဲကိုဖန်ဒီထားတဲ့အရာလေးကထင်သလောက်အရာရောက်ပါတယ်အဲ့အတွက်ဝမ်းသာပါတယ်ဒါပေမဲ့ကိုကိုပြန်ပြီးတော့ တုံးသက်ကြည့်တဲ့အခါမှာစူးစမ်းမှုတွေလည်းလိုသေးတယ်လို့လည်းထင်ပါတယ်ခင်ဗျာအဲ့အတွက်လည်းထပ်ပြီးတော့စူးစမ်းအောင်ပါပါဒီလိုမတူညီတဲ့စမ်းသစ်တဲ့ character မျိုးလေးတွေများများပို့ပြီးတော့ဖန်တီးခြင်းပါတယ်ဒီလိုမျိုးအရာတွေကပြိသက်အတွက်လည်းအကျိုးရှိတယ်ဗျာအတိတ်ပဲရှိတယ်အဲဆွဲထုတ်တက်ရင်မကောင်းတဲ့အရာတွေကိုအများကြီးဖယ်ပြီးတော့ကောင်းတဲ့အရာတွေအများကြီးကိုဘွားတက်တာမှာကိုပဝင်းကျင်အတွက်ကောအများကြီးအကျိုးဖြစ်စေတဲ့အရာတွေဖြစ်တဲ့အတွက်ဒီလိုမျိုး character မျိုးလေးတွေများများရိုက်ချင်ပါတယ်အဲ့တော့ဇာနီကို ဟိုဇာနီကရိုက်တာကိုကြည့်ပြီးတော့အားလုံးဟိုပြောပြောမလဲစဇာနီကိုအများကြီးတက်ဝင်စီမျောပေးကြပါလို့ဇာနီကိုလည်းမုန်းနိုင်ပါတယ်နောက်ပိုင်းလာမယ့်အရာတွေမှာအဲမုန်းစရာရှိရင်လည်းမုန်းပေးကြပါဒါပေမဲ့ထောင်းဆိုင်ရောမမုန်းပါနဲ့နောက်ဆုံးပြောချင်တာအဲ့ဒါအဲ့တော့အရှိမစကားရအများကြီးပလင်ကန်လိုက်ရတယ်စကားရတော့တက်တယ်ထောင်းဆိုင်မုန်းပါဆိုလို့ဟော ရှားပါသေးချစ်ပေးပါဦးပေါ့မျက်နှာငယ်လေးချစ်ပေးကြပါဦးအဲကျေးဇူးပါ